အခုတင်ဆက်ပေးမယ့်သတင်းကတော့အရက်ပြာစီရီမီတာမှုသာတနင်္ဂနွေလောကအစိုးရကိုစက်ညစန္ဒပြမယ့်သတင်းမျိုးဖြစ်ပါတယ်။အရက်ပြာစီနုံနေမီတာလာတာကိုအပြောင်းလဲမလုပ်ဘူးဆိုရင်အစိုးရကိုတနင်္ဂနွေလောတိုင်းတိုင်းစက်ညစန္ဒပြမှုတွေလုပ်ဖို့အတွက်ကာနာနိုင်ငံမှာစီစဉ်နေရလို့သိရပါတယ်။ ကနယမကတောက်တုံးသူများအတင်းကအစိုးရဘက်ကအခုနယ်လော်မင်းတို့မြက်ကခံတာပါပဲအဖျော်ရမကတောက်သူတွေကိုဖိစီးမှုဖြစ်စေမဲ့လောရွတ်တွေလှုပ်ဆောင်ခဲ့တာကြောင့်အဖျော်ရမကစင်းလုံးတွေအစမတန်မြင့်တက်လာတာဖြစ်တယ်လို့သတ်မှတ်ပြီးစက်ညင်ဆန္ဒပြဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ်။လာမယ့်တစ်ပတ်အတွင်းမှာအစိုးရဘက်ကအဖျော်ရမကစင်းလုံးတွေကြာစင်စင်မဲ့လှုပ်ဆောင်မှုတွေမလှုပ်ဆောင်မှုဆိုရင်ကနယမကတောက်တုံးသူများအတင်းကဥဆောင်ပြီးဆန္ဒပြမှုတွေလှုပ်ဆောင်မှုအတွက်စီစဉ်နေတာပါ။ ပြီးကနေ့လပိုင်းလေးတွင်မှာအခွန်တိုးောက်တာပါဝင်ငွေကြေးဖောင်းပွားမှုတွေမြင့်တက်လာတာကြောင့်ဂါနာနိုင်ငံမှာအထွေမကဈေးနှုန်းတွေက15ရာခိုင်နှုန်းလောက်မြင့်တက်သွားပါတယ်ဒီသတင်းကိုတော့ညင်းကြောင်းပါပြီးပို့လာပါ